ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမခင်သေးမြင့်ပါဟုတ်ပြီအသက်38နှစ်ပါဆရာကြီးအရွယ်ကောင်းပြီနော်ဟုတ်ကဲ့ပါဆရာကြီးယေဆုအမဒေါတော်မီကျမ်းပါစေကျွန်တော်ဖတ်အံ့ပါပါတဲ့အိမ်အလုံးလုံးပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့သမီးအယိုးတွေရောင်းနေပါတယ်တဲ့ဟုတ်ပြီပယိုးကအစရောင်းပါတယ်တဲ့ဘုရားပါယိုး ပါယုอืมပါယုကအစာရောင်းပါတယ်တဲ့ဆေးစစ်တာလည်းကောင်းပါတယ်တဲ့ဟုတ်ပြီအဲ့ဒီနိုင်ရောင်းတဲ့နေရာကိုတဲ့အပူကက်ရမလားအေးကက်ရမလားတဲ့အပူလုံးဝလုံးဝရှောင်းပါဟုတ်ကဲ့အေးပဲကက်ပါဟုတ်ကဲ့ပါဆရာအေးတော့မှခွေခွေချာချာပြောလို့ရှင်နေ့ဦးတနခါဟုတ်ကဲ့ပါဆရာညအောင်ကရမက်ဟုတ်ကဲ့ပါဆရာနေ့တနခါညကရမက်ဟုတ်ကဲ့ပါဆရာလိမ့်နေရတယ်တို့လည်းရတယ်ခုနတော့တ िश ူးလာမှဆိုတာပြီးတော့ကတ်ထားခြင်းလည်းကတ်ထားလို့ရတယ်ဟုတ်ကဲ့ပါဆရာနော် ဲ့လိုကန့်တက်တာတော့မှာပါလို့ဟုတ်ကဲ့ဘာလို့လဲတော့တခုရှိတာကတော့ဟုတ်ကဲ့ပါဆရာအမှတ်တရပြောကြရင်ဆိုတာပါတဲ့အစာတွေမစားပါနဲ့လို့ဟုတ်ကဲ့ပါဥမာအဖြစ်ပေပြုတ်တို့နံပြားတို့ဟုတ်ကဲ့ဣကြကွေးတို့စမူစာတို့ပေါင်မုံကလေးတွေစားတယ်ပေါင်မုံလည်းပါတာပေါ့ဟုတ်ကဲ့ကလေးစားတဲ့ငမုတ်ကြောအာလူကြောတို့ဟုတ်ကဲ့အဲ့လိုအားတွေရှောင်ပါလို့နော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးဟုတ်ပြီအချင်းခါစားပြီးစေချင်ပါတယ် ဟုတ်ကဲ့ပါအချိန်ထဲမှာတော့အကောင်းဆုံးကဒိန်ဂျင်မဲမိတ်ကလေးတည်းလားဟုတ်ကဲ့ပါဆရာမကြီးဖြော်ရေးဟုတ်ကဲ့ပါဆရာအခါထဲမှာလည်းအကောင်းဆုံးတော့မဲဆီလီနဲ့ခွေးတော့ပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့အချိန်နဲ့အခါကိုစာပေးခြင်းအားဖြင့်သမီးယောဂါစီးတောက်တာတော့အားထားပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရှင်ကြပါစေ